မကွေးတိုင်းငဖဲမြို့နယ်နေကံပြူဝရဲ့အထက်ထောက်ပို့စကန်ကုတ်ကြီးကိုအာရခတက်တော် AE နဲ့ပူပေါင်းတပ်ဖွဲ့ကသိမ်းယူပြီးတဲ့နောက်စစ်ကောင်မရှင်ကအင်အားပြန့်ဖြစ်စစ်ကြောင်းထိုးနေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ28ရက်ကကုတ်ကြီးစကန်ကိုလက်လွတ်ရပြီးနောက်အမတ်ကိုတုံညာကအမြောက်စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်မဆန်ခကိုတုံညာ9ကနေအင်အားအပြည့်စစ်ရင်နံ18စီးကိုနေကံဘက်ကိုစစ်ကောင်မရှင်ကပို့ခဲ့တာပါ။ဒါအပြင်စက်တင်ဘာ30ရက်နေ့ကလည်းစစ်ရင်နံ18စီးကို မဆက်ခ935ကတဆင့်နေကံဗျူဟာကိုထပ်မံပို့ဆောင်ခဲ့ပါတယ်။အော်တိုဘာလ10ရက်နေ့နေ့လယ်ပိုင်းကနေကံဘက်ကိုလမ်းသစ်ဘက်ကနေစစ်သုံးကားကြီး2စီးကားသေးတစ်စီးတို့နဲ့အင်အားဖြည့်ပို့တာတွေ့ရပါတယ်လို့ဒေသရင်းသတင်းရင်းမြစ်က ARD Times ကိုပြောပါရယ်။ကိုကြီးစကန်အသိန်းခံရတဲ့စက်တင်ဘာ28ရက်နေ့ကစစ်ကောင်မရှင်ရဲ့မကွေးလေတပ်ကနေ Jet Fighter နဲ့ဝိုင်းထွဲလီတွေရောက်လာပြီးပုံကျဲချတိုက်ခိုက်ခဲ့ပါရယ်။ နေကန်နီးတဝိုက်ကိုစစ်ကောမရှင်ရဲ့စကခ18ကလောက်ခံတရင်တပ်ဖွဲ့တွေစုဖွဲ့မှုရယူပြီးထိုးစစ်ဆင်ပြန်လည်တိုက်ခိုက်နိုင်ဖို့စစ်ကောမရှင်ကအင်အားဇက်တိုက်ကိုဆောင်နေတာပါလင်းတဲနဲ့စွန်တက်ကျေးရွာနီးမှာလည်းစစ်ကောမရှင်ကစီးရေလှုပ်ရှားနေပြီးပြည်သူစစ်မှုရန်လူသစ်တွေကိုအဓိကထားခေါ်ယူအင်အားဖြည့်ထားတယ်လို့သိရပါတယ်စစ်ကောမရှင်ဟာစက်တင်ဘာဒုတိယပတ်ထိမဆခ935မှာအင်အားစုဆောင်ပြီးစစ်တုံးကားကြီး68စီးအထိအင်အားပြည့်ကို နိုင်ငံအနီးတစ်ဝိုက်ကိုပို့ဆောင်ထားပြီးဖြစ်ပါတယ်။စစ်ကောင်မရှင်အားနိုင်ငံလီကျောင်းရံကာကွယ်ရေးတပ်စခန်းရဲ့အဓိကထောက်ပို့ကိစ္စကဂုံကြီးစခန်းကိုလက်လွတ်လန့်ရတဲ့အတွက်ထိုးစစ်ဆင်မှုတွေပြုလုပ်လာတာဖြစ်ပါတယ်။